ုနောက်ပိုင်းဖြစ်စဉ်တွေကိုဖုံးမှုအတွက်မဟုတ်တန်းတရားသတင်းတွေကိုအုံနဲ့ကျင်းတဲ့ဝါးကားဖြန့်တဲ့ဥစ္စာတခုကိုကျွန်တော်တို့ထင်ထင်ရှားရှားကိုအခုနောက်ပိုင်းတွေ့လာပါအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ဒေါ်လန်ဝေဘန်လီထန်ရတဲ့တော်ဝီလီအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်လင်းထောင်နဲ့နှစ်ယောက်လက်ရှိကျွန်တော်နိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာဖြစ်ပါတယ်မင်္ဂလာလင်းထောင်ဟုတ်မင်္ဂလာပါကိုမင်္ဂလာပါလို့ကနှုတ်ဆက်တာတကယ်တော့မင်္ဂလာတော့ မရှိဘူးနော်မရှိဘူးဆိုတော့အဓိကတည်င်းနေကြောင်းပေါ့တည်င်းနေကြောင်းပေါ့ဒါဒီနေ့ကတော့ဒီဘေးမှာဖြစ်တဲ့ကိစ္စတွေပတ်သက်ပြီးတော့အားလည်းငါတို့ပြောကြမယ်ပေါ့နော်ပြောကြမယ်ဆိုတော့အားလုံးလည်းသိပြီးွားတဲ့အတိုင်းပေါ့ဒီဘေးမှာဒီစာသင်ကျောင်းကိုဘုံကျဲသွားတယ်အမှကျောင်းသားကျောင်းသူအပါဝင်ဆရာမတွေလည်းဒါအသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်အဲ့လိုဖြစ်ခဲ့တဲ့အနေအထားတစ်ခုမှာကိုဒီဘက်ကတော့ဒါဝမ်းနေရပေါ့နော်ကလေးတွေလည်းစုံပါသွားတယ်ပေါ့ကိုဒီ WOB ဝမ်းနေတဲ့ဆိုရဲအနေအထားတစ်ခုမှာတစ်ဖက်မှာတော့ဒါ ထုံးစံတဲ့စစ်တက်လော်ဘီတွေကတော့ဒီသတင်းကိုသူတို့ကလိန်နေပေါ့ကွာထုံးစံတဲ့လိန်နေပေါ့လိန်နေဆိုတော့ကဘယ်လိုမျိုးလိန်နေဆိုလို့ရှိရင်သူတို့ဒီ channel တွေမှာအာ like ပြီးတော့ကြည်အနေနဲ့ဗာမင်းရဆိုလို့ရှိရင်ဒီရေတန်းကောင်တို့ဒီ channel ဒီကြော်စွာတို့သဇင်ဦးတို့သူတို့စီမှာပုံစံမျိုးစုံနေတာကိုလိန်ကြတယ်မလိန်တဲ့ဘက်ပေါ့ဘယ်လိုလိန်ကြဆိုရင်ဒါကလက်လုပ်ပုံလို့လို့ပောက်ကွဲသွားတာပါဆိုတာမျိုးတွေပြောကြတယ်သူတို့စစ်တက်ကနေဘုံကျဲလို့မပြောဘူးအဲရောက်တော့ပဲဒါဟိုနေပေါ့နော်ဟိုဖင်လန်ပြောင်ကြီးဒါဒီကောင်တကောင်တော့ပဲ ဒါဒီကြောင်းကနေပြီးတော့မျိုးဖြစ်လို့ဒါတက်တည်ဆုံးရှုံးသွားတယ်ဆိုပြီးတော့ဒါသူပြောတယ်အဲ့ဒီမှာနောက်တစ်ထပ်ပြီးတော့မြင်ရတာပါလဲဆိုလို့ရှိရင် PDF တွေကဒီចောင်းသားတွေကိုကာဘာလှုပ်ထားပြီးတော့သူတို့တွေကနေတာအဲ့တွေ့ကြောင့်ဒါဒီလူတွေထိရတာပါဒီကလေးတွေထိရတာပါဆိုပြီးတော့သူတွေပြောတယ်ပေါ့ထုံးကြတိုင်းပဲဗမာမှာလှုပ်သွားတော့အတိုင်းလိုပဲဒါသူကလည်းလိန်ကြီးကြောတာပေါ့ဒါကတော့ဒီကောင်တွေကထုံးဆိုင်လို့ဖြစ်နေပါပြီဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါလင်းထောင်ကဒီကောင်တွေဘာပြောတင်လဲအကျဉ်းဥ authorization ဟိုဟာတော့တကယ်ဟိုရက်ွက်တယ်မှာရံဖြစ်သလိုလေအဲဆဲရာအကြီးကိုပို့လို့မဲ့တသမြအားလုံးနဲ့ဟိုဆဲနေတာပေါ့နော်ကျွန်တော်တို့ဒီဒေါ်လာကြီးမှာဒီလိုဖြစ်ရတည်တော်များခဲ့ပါပဲကလေးသူငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစာသင်ကျောင်းတွေကိုတိုက်ခိုက်တယ်ဆိုတာကလေးသူငယ်တွေကိုတိုက်ခိုက်တယ်လို့အာကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့အာဘာလို့ဟိုပညာရေးကိုနှောက်ယှက်တာလို့ဟာကျွန်တော်တို့ပြောလို့ရတယ်အနာဂတ်ကိုဖျက်ဆီးတာလို့အာကျွန်တော်တို့ပြောလို့ရပါတယ် ဲ့တော့အခုခုနပြောတော့အဲကျွန်တော်လည်းအမတစင်ဦးရယ်အာတော့ပြောကြောင်စိုးဦးရယ်ဇော်ဖုံးလင်ရယ်၃ယောက်ပြောရတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တာပေါ့နော်ပြောမယ်ဆိုဒါကတမင်းသက်ဝါလာဖျံမှုအတွက်အာသူတို့၃ယောက်ဆုံပြီးတော့အာဒီအကြောင်းပြောတာလို့အာကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့အာဒီထဲမှာသူတို့ကအာဒီဖြစ်စဉ်ဒီဒီဘေးရင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဒီ အာဘောတော့လက်လုံးငုံတွေပောက်ကွဲတာဆိုပြီးတော့ပြောတယ်ကျွန်တော်ခုနအမအမရှိတဲ့အာကျွန်တော်တို့ CDM ဆီယာမတူတင်ထားတဲ့ဗီဒီယိုဖိုင်ကျွန်တော်တို့ online မှာတွေ့ရပါလိမ့်မယ်အဗီဒီယိုဖိုင်မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီဘုံကြတဲ့အချိန်ပျက်စီးတဲ့အခြေအနေဟာဒီလိုအောက်မှာရှိတဲ့ဘုံတွေကနေပြီးတော့ပောက်ကွဲတဲ့ပုံစံတို့လုံးဝမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေ့ရအောက်မှာရှိတဲ့ဘုံတွေပောက်ကွဲမယ်ဆိုရင် အာကျွန်တော်တို့ဘယ်လိုပြောမလဲခေါင်းလို့ကြီးကိုဒီလိုဝုံးလို့အကုန်လုံးပွင့်ထွက်သွားနိုင်တဲ့အခြေအနေတစ်ခုကိုအာကျွန်တော်တို့ဖြစ်မှာမဟုတ်ဘူးအခုကအပေါ်ကနေကျလာတဲ့ဘုံကြောင်းအာဒီចောင်းဆောင်ကအောက်ကပျက်စီးမှုတွေဖြစ်ပြီးတော့အာဖြစ်သွားလာလို့ကျွန်တော်တို့ပြောလို့ရတယ်အဓိကတော့အမှတ်ထိတာစာသင်ခန်းနှစ်ခန်းပေါ့နော်နှစ်ခန်းထိရယ်နှစ်ခန်းထဲမှာတစ်ခန်းမှဆိုရင်အာကျွန်တော်တို့ဟိုတော်တော်များများကလေးတွေတော်တော်များများတည်တည်ဆုံးကြတယ်ပေါ့နော်အဲ့တော့သူတို့ကဘယ်လိုဘုံနေနေ ကျေးတာလေတေချာတခုတော့ပထမပေါင်900လို့ဘုံမျိုးမဟုတ်ဘူးအာကလစတာလို့ဘုံမျိုးလို့အာကျွန်တော်အနေနဲ့ယူဆဘာလို့ကလစတာလို့ဘုံမျိုးနဲ့အာကျဲတယ်လို့ကျွန်တော်ကလစတာအိုးအိုးဘုံသီးတွေကြတော့အာကျွန်တော်ဘုံလို့ပြစ်ချလိုက်ပြီဆိုတာနဲ့အာသူမြေပြုံဘုံလို့စိုက်ပြီးတော့ကြာတယ်အပြည့်အရောင်ရုပ်တခုနဲ့တိပြဒုံးလို့ပေါက်ွဲအကျင်းနေပါလေဖြစ်သွားတယ်ဗောနပေါင်း900လို့250လို့ဒီလိုဥစ္စာအဲ့လိုသွားဒါပေမဲ့အခုကျဲချတဲ့ဘုံသီးက ကလက်စာလိုဘုံကြီးကနေပဲကျဲချတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ယူဆတယ်။ဘာကြောင့်လဲဆိုတော့သူကဒီပွင့်ဆွတ်သွားတဲ့အချိန်မှာဘုံကြီးတသေးလေးတွေကပဲပြားပြီးတော့သူကထိသွားတာပေါ့နော်။ထိတာထိတာဆိုတော့အပေါ်ကနေကြတာဖြစ်တယ်တော့ခေါင်းမိုးတွေကိုဒီလိုကြတာဖြစ်တယ်။အောက်မှာဘုံစံတွေကြခဲ့တဲ့အရာတွေကျွန်တော်တွေ့ရတယ်။အဲအရာတွေကအကြီးမဟုတ်ပဲနဲ့ဒီကလက်စာလိုဘုံကြီးကနေထွက်တဲ့ဘုံဘုံစံလိုကျွန်တော်ယူဆရတဲ့အတွက်ဟာပေါ့နော်။ဒါကဟိုပြောရမယ်ဆိုကလက်စာဘုံကြီးတွေအထက်မှာ81တို့ ဟုတ်ပါတော့81ဘဝဘုံစီတို့60ဘဝဘုံစီတို့ဒါတွေနဲ့ဖွဲ့ပေါ်ပါတော့အထဲမှာအာထည့်ထားတာပေါ့နော်အဲ့လိုဘုံစီတွေဖြစ်တဲ့အတွက်ဒီဥစ္စာတွေဝုန်းဝုန်းလို့ကြာပြီးတော့ဒီနားမှာပေါက်ကွဲတာလို့အာကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့ပြောချင်တာပထမတစ်ခုကဒါဒီလက်လုံးပုံပေါက်ကွဲတဲ့သူတို့ရဝါရဖြန့်ချီတဲ့ဥစ္စာတစ်ခုမဟုတ်ဘူးဒါအချက်လက်နဲ့အာကျွန်တော်ပထမဆုံးပြန်ပြောချင်တာဒါကိုလည်းအဲ့သက်ဆိုင်ရာဒီသားကသူတွေကနေပြီးတော့ဒါတွေကိုပြောထားတာပဲရှိနောက်တစ်ခုကဒီဥစ္စာကစတင်ချိန်မဟုတ်ဘူးလို့ပြောတယ် စာတင်ခြင်းမဟုတ်ဘူးအဖတ်မှာလည်းဆောင်ဝဲပြန်ဖြေရပါတယ်ဘာညာတွေမရှိလို့ပြောအဖတ်ဒေတာကစစ်ပွဲတွေဂျားတွေကစစ်ခွေးတွေရဲ့ဘောတော့ခဏခဏနှောက်ရချင်းခံရလို့စစ်ခဏခဏရှောင်ရတဲ့ဒေတာတွေထဲမှာအဒေတာပါတယ်အဲ့တော့အဒေတာမှာအခုဆိုရင်ကျွန်တော်တို့ NG နဲ့အာဘောတော့တော်လိုင်းတက်ဖွဲ့တွေစိုးမိုးမိတဲ့စိုးမိုးထားတဲ့အတွက်ကြောင့်မလို့အမှကျွန်တော်တို့ပြည်သူလူထုကို public service လို့ပြောရဲဝန်ဆောင်မှုလုပ်ငန်းတွေ စနေတာရှိတယ်။ဒါကအဓိကပါလဲလို့ပညာရေးကျန်းမာရေးလုပ်ငန်းတွေအဓိကစနေပြီစစပြီးတော့လုပ်နေရလို့ကျွန်တော်ပြောလဲ။အဲဒါကြောင့်မလို့တို့တို့ဒီရတဲ့အချိန်မှာကလေးတွေပဲပညာရေးကိုတင် जा ပေးနေတာဖြစ်တဲ့အတွက်ဒါဒီကလေးတွေကိုစတင်နေမှာဖြစ်တယ်ဆိုတာကျွန်တော်တို့ညင်းစရာအကြောင်းကိုမရှိဘူး။နောက်ပြီးတော့တေဝါတဲ့သူတွေဒီအလောင်းတွေကိုထုတ်ပြန်တဲ့အချိန်မှာဒီကောင်တွေဝါလာဖျက်တဲ့အချက်တစ်ခုကြီးဘာလဲဆိုတော့ ဒါဒီပေါ့တော့ PDF တွေကိုကြောင်းသိဝတ်စုံနေပါတယ်ဝတ်ပေးပြီးတော့တို့ကဟိုဟာလောက်တယ်ဆိုပြီးတော့ပြောတယ်ပေါ့တို့တို့ချင်းချင်းရှင်းကြတာဘာညာဆိုပြောတယ်တကယ်တမ်းကျတော့အဲ့မှာတည်ဆုံးထားတဲ့ကလေးတွေချင်းတကယ့်ကိုကြောင်းသားအရွယ်တွေဖြစ်ပါတယ်ကြောင်းသားအရွယ်တွေဖြစ်ပါတယ်နောက်ပြီးတော့တို့ကမြန်မာနိုင်ငံရဲ့ပေါ့တော့ဟိုပညာရေးစနစ်အောက်မှာရှိတဲ့ကျောင်းတစ်ကျောင်းမှာတင်နေတာမဟုတ်ပဲねကျွန်တော်တို့လုံမြောက်နေမြန်မာရှိတဲ့ကျောင်းတစ်ကျောင်းမှာတင်နေတဲ့ကလေးတွေဖြစ်တဲ့အတွက်ကျောင်းချိန်ကာလကကျွန်တော်တို့ကျောင်းချိန်ကာလ မဟုတ်လို့အာသူတို့အနေနဲ့တင် जा နေရတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ပြောရမယ်ဆိုဒီကောင်ဒီဘက်ကပောက်ကရရှောက်ပြောနေတဲ့အချက်လက်တွေဒီပြောရမယ်ဆိုထင်ရမြင်ရရန်တန်းစွတ်စွဲထားတဲ့အချက်လက်တွေဆိုတာကျွန်တော်တို့တည်တည်ချာချာပြောလို့ရပါတယ်နောက်တစ်ခုကဟိုတော့ကျွန်တော်တို့ဒီမှာချာဟိုဘာလို့တည်ဆုံးရတဲ့ကလေးတွေဆရာမတွေဟိုဘာလို့အမှအာ ဒါကြီးကဝါလာဖြန့်တယ်လို့ကျွန်တော်တို့ဘက်ကဝါလာဖြန့်လို့ပြောလူတွေအသက်တွေကိုအသေးခံပြီးတော့ဝါလာဖြန့်ရမလားဒါကြီးကအဲ့ရဝါလာဖြန့်ပြောမယ်ဆိုဒါကတကယ်သေးလို့တကယ်ဝါဖြစ်တဲ့ဥစ္စာတွေဆိုတာလူဆိုရင်စဉ်းစားတတ်တယ်လူဆိုရင်စဉ်းစားတတ်တယ်ခွေးတွေကတော့မစဉ်းစားတတ်ဘူးအဲ့တော့ခွေးစိတ်နဲ့ခွေးချင်းခွေးချင်းကြံတဲ့ပုံတွေကတော့စဉ်းစားတတ်တဲ့စိတ်မရှိတဲ့ခါကျတော့သူတို့ရဲ့အပြစ်လွတ်အောင်ဘောနော်ဟိုမဟုတ်တန်းတရားတွေ ပြောပြီးတော့ဒါကမဟုတ်ပါဘူးလို့ပါလို့ညင်းနေရလို့ပြောတာဒါပေမဲ့နောက်ကျတဲ့အဥ္စာတွေကသူတို့ကိုယ်တိုင်ပြန်ပြီးတော့ဟုတ်ပါတယ်ဆိုဝင်ခံရတဲ့ဥ္စာမျိုးရှိတယ်ဇော်မဲလုံးကိုယ်တိုင်ပစီတို့တခြားနေရာတွေမှာသူတို့ဘုံကျဲခဲ့ပါတယ်ဆိုတော့ဟိုဘောလို့ဥ္စာတွေကိုအဲ့သားတွေရတဲ့အင်တာဗျူးမှာပြောခဲ့တာရှိတာဖြစ်တဲ့အတွက်သူတို့ကဝင်း မဝင်ခံမဲနဲ့မရတဲ့အချက်လက်တွေနဲ့ဝင်ခံရတဲ့အခြေအနေတွေရောက်လာအောင်ပါပေါ့နော်အဲ့တော့ဘောမဆိုတဲ့အတိုင်းဘောမတွေဒီပောက်ကေရပဇတဲ့ရှိရာရှောက်ပြောတတ်တဲ့အရာတွေဖြစ်တဲ့အတွက်ဒီဝါရဖြန့်တဲ့အချက်လက်တွေဒီလုံးဝကိုမှန်ကန်မဲနဲ့ပြည်သူလူထုကိုတရင်တွေဖုံးအောင်ပေါ့နော်ဒီဥစ္စာကိုဒူလောဒူလောဆိုတဲ့စိတ်တွေကိုရောက်အောင်ပြောရမယ်လို့ဟာဟိုကဘာလဲဒူလောဒူလောဆိုတဲ့စိတ်တွေ ဖြစ်အောင်လုပ်နေတာလို့ကျွန်တော်တို့ပြောရမယ်။နောက်တစ်ချက်ကဘာလဲဆိုတော့သူတို့အနေနဲ့အခုလိုမျိုးဖြစ်စဉ်တွေဟိုဖြစ်တဲ့အချိန်မှာအခုနောက်ပိုင်းဖြစ်စဉ်တွေကိုဖုံးမှုအတွက်မဟုတ်တန်းတရားသတင်းတွေကိုအုံနဲ့ကျင်းတဲ့ဝါရဖြန့်တဲ့ဥစ္စာတခုကိုကျွန်တော်တို့ထင်ထင်ရှားရှားကိုအခုနောက်ပိုင်းတွေ့လာပါဘူး။ဘမောဖြစ်စဉ်တုန်းကလည်းထုံနီ၎င်းပဲသူတို့ဘက်ကအုပ်လိုက်ကြီးကျွန်တော်တို့ဒီဘက်ကတော်လိုင်းရေးသတင်းမီဒီယာတွေရဲ့အောက်မှာလည်းအာကျွန်တော်တို့ comment တွေမှာသူတို့တွေကြီးပဲလာရေးနေကြတဲ့ ဟို comment တွေကျွန်တော်တို့မများအောင်ကျွန်တော်တို့တွေ့ရတယ်။နောက်ပြီးတော့ TikTok တို့ဘာတို့မှလည်းသူတို့ဘက်ကနေအပြိုင်ဆိုင်ဝါဒဖြန့်နေတာကိုလည်းကျွန်တော်တို့တွေ့ရတာ ဖြစ်တဲ့အတွက်တခုခုဆိုစစ်တပ်ဒီအုံနဲ့ဂျင်းနဲ့ဝါဒဖြန့်ဖို့အတွက်ရည်ရွယ်ပြီးတော့လုံနေတဲ့အချက်လက်တွေရလဲဒီနေရာမှာကျွန်တော်တို့ထင်ထင်ရှားရှားတွေ့မြင်ရဖြစ်တဲ့ကျွန်တော်တို့ဒီယနေ့ဖြစ်ပျက်ခဲ့တဲ့ယနေ့တောင်ဖြစ်တယ်ဗောနော်မနေ့ကဖြစ်ပျက်ခဲ့တဲ့အာကျွန်တော်တို့ဒီဒီပဲရင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ မဟုတ်မမှန်သတင်းတွေကိုတက်နိုင်ဆုံးမပြတ်မှုအတွက်အဖြစ်မှန်တွေကိုကျွန်တော်တို့ဖော်ပြဖို့အတွက်ကျွန်တော်တို့အားလုံးပါတာဝန်ရှိတယ်ဆိုတာကိုတော့ကျွန်တော်ဒီနေရာကနေပြီးတော့ဥစွာပြောချင်ပါတယ်ဗျာကိုတော်ဒီမှာနောက်တစ်ထပ်ပြီးတော့ဟိုပြောကြတွေရှိရပါလို့ဆိုလို့ရှိရင်တော်လက်ရှိမှာကဒါကလေးတွေပေါ့နော်ကလေးတွေလည်းတက်ဆုံဆုံးသွားရတယ်ဆရာမကြီးလည်းပါတယ်ဆိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဟိုကိုယ့်ဘက်ကနေပြီးအတန်တွေထွက်ထွက်လာရရှိတယ်ဗျ။ဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးဘုံကျဲခံရ ရောက်ဘုံကျဲခံလာရအောင်ဘာလို့ဒီလူစုလူဝေးလုပ်ပြီးတော့နေနေကြတာလဲဘာလဲဆိုဒါမျိုးကြီးပြောလာတာကြီးလဲရှိရလင်းထအောင်သတိထားမိတာမသိဘူးသတိထားမိတယ်ပေါ့ကျောင်းအဲ့ဒါကြီးကတဲ့တော့ပုံသေးလို့ထင်တယ်ဘာလို့တော့ဟိုနေပေါ့ဒါပြုတ်လို့သူကဒါစစ်ကောင်စီကွာဒီကောင်လေးဘုံကျဲတရားခန်းဒီကောင်လေးဆိုတော့တရားခန်းကိုမပြောဘဲနဲ့ဒီနင့်လာသွားတဲ့ကိုလူတွေပြန်ပြီးတော့ ဟိုဘာလို့တွေအဲ့လိုနေလို့အဲ့လိုဖြစ်တာမျိုးဆိုပြီးပြောတဲ့လူဟိုဒီတော့ဘာပြောနေလဲဒီလူနဲ့ပတ်သက်ပြီးတော့အဲ့လိုရေလေခုနလိုပဲဆဲကျင်တာဖွေလေးပြရင်ဆဲရဘလို့အုံနောက်နဲ့လဲဘလို့စိတ်ခံစားချက်နဲ့မျိုးအဲ့လိုမျိုး ပြုလို့သူကိုအပြစ်မတင်မဲနဲ့ဟောတော့အာဘာမှမဟိုပါဘောတော့ဟိုဒီဘက်ကသူတွေကိုဘာကြောင့်အပြစ်တင်နေရတာလဲဆိုတဲ့ဥစ္စာမျိုးတွေအာရေးသားတဲ့သူတွေကိုကျွန်တော်တော်တော်လေးကိုအံ့ဩမိတယ်သူတို့မှာစစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ ဘောတော့အပြစ်မမြင်တတ်တော့တဲ့စိတ်များဖြစ်နေရလားဆိုပြီးတော့ကျွန်တော်ကအာတွေးမိတယ်ဗောနော်အတချို့တွေကတော်လိုင်းရေးဘက်တော်သားလို့ဆိုတဲ့သူတွေကိုယ်တိုင်အာဗောနော်တခုခုဆို ဖြစ်စဉ်ကတက်လာပြီဆိုရယ်ဗောနော်အာဒါမင်းတို့ကောင်တွေစောက်တော့ဒီချင်းဒီမှာလင်းနဲ့လာကြကလေးတွေအာဟိုကဟိုကဗောနော်ကလေးတွေဒီလိုဟိုကဖြစ်နေမင်းတို့ကောင်တွေအတုံးမချလို့အဲ့ကလေးတွေတေးတာဗောနော် အဲဟိုဘက်ကလာကျဲတာကိုမင်းတို့ကလည်းဘလုံးမမကောက်နိုင်မဲနဲ့ပောက်ကရတွေလုံနေဘာညာဆိုတော့အထင်မြင်တဲ့ရေးသားချက်တွေကိုလည်းအာကျွန်တော်တို့တွေ့ရပါတယ်နောက်ပြီးတော့ PDF တွေအာဘောနော်တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ဒီရွာတွေထဲမှာရှိတဲ့ဖုန်ကြီးကျောင်းတွေကျောင်းတွေဟိုဟာစာသင်ကျောင်းတွေမှာနေတဲ့အတွက်ဟိုကောင်တွေကဓာတ်တွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်တာဆိုပြီးတော့ပြောဆိုတာတွေလည်းတွေ့ရတယ်ယုံဖို့ကောင်းလုံးပါတယ် အဲ့လိုအရေးသားတွေနဲ့အဲ့လိုထင်မြင်ချက်ပြောဆိုချက်တွေမဖြစ်တင်ဘူးလို့တော့ကျွန်တော်ကတော့မြင်ပါကျွန်တော်တို့အဓိကအရင်းမြစ်ပြဿနာကဘာလဲလို့ကြည့်လိုက်ရင်စစ်တပ်ကဒါကိုတမင်တက်တက်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာကိုကျွန်တော်တို့ပထမဆုံးပြောချင်ပါတယ်အဲ့တော့ဒီမှာဗမော်ကိစ္စကိုလည်းကျွန်တော်တို့ကြည့်ရမယ်ဆိုရင် အောက်မှာဘသူတွေရှိတယ်အောက်မှာဘသူတွေလဲဆိုတာကိုပေါ့နော်ဒီကောင်လေးမှာ drone တွေနဲ့ထောက်လန်းပြီးတော့ကင်းထောက်နိုင်တယ်ကင်းထောက်ခဲ့တယ်ကြည့်ပြီးတော့တေချာမြင်ခဲ့တယ်ဒီမှာဒါတွေ ဟိုဒါဒီလူတွေကဖြစ်တယ်နောက်ပြီးတော့တာသနီးကအဆောက်အုံဘုံကြီးချောင်းမှာဖြစ်တယ်ဘုံကိုမကျဲချတဲ့နေရာဖြစ်တယ်အဲ့နေရာကိုဘုံကျဲချတယ်ဆိုတော့ကဒါဒီရွယ်ချက်ရှိရှိနဲ့ဘသူဖြစ်ဖြစ်ဒီကောင်လေးတည်ရင်ပြီးရောဒီကောင်လေးကိုထောက်ခံတဲ့သူတွေဖြစ်လဲငါတို့မှဒီကောင်လေးတည်ပြီးတာပဲဆိုတော့စိတ်နဲ့လုတ်တဲ့စစ်ကောင်စီကိုပဲကျွန်တော်တို့ကအပြစ်တင်ရမှာဖြစ်ပါနောက်တစ်ခုကကျွန်တော်တို့မနေ့ကဒီဘဲရင်ဖြစ်စဉ်ဆိုလဲထုံနီးလကောက်ပါပဲစာတင်ကြောင်းဖြစ်ပါတယ် စာတင်ចောင်းဆိုတဲ့အဆောက်ဦးဒီဟိုးလေဘော်ကနေပြီးတော့ကြည့်မယ်ဆိုရင်တော့မှဒီနေရာဒီစာတင်ចောင်းဆိုတဲ့ဟိုပုံစံမျိုးကိုပေါ်လွင်နေတဲ့နေရာဖြစ်ပါတယ်။ရွာတွေမှာရှိတဲ့စာတင်ចောင်းတွေရဲ့အနေအထားကိုကျွန်တော်မြင်လာတော့ပြောရမယ်ဆိုစာတင်ចောင်းတွေဒီရွာထိပ်တွေတို့မဟုတ်ရွာလေကွင်းပြင်လိုမျိုးနေရာတွေမှာရှိတာများပါတယ်။နောက်ပြီးတော့စာတင်ចောင်းနဲ့အင်္ကာနဲ့ကိုက်ညီတဲ့ဘောလုံးကွင်းတွေတချို့ဥစားတွေဆိုဟလာကျွန်တော်တို့အာဟို အလန့်တိုင်းဒီအဓာရီတရှင်းတယ်ဒါဒီစတင်ကြောင်းလို့တတ်မှတ်လို့ရတဲ့ဥစ္စာကိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်လို့ရတဲ့နေရာဖြစ်ပါတယ်တေးကြတယ်ဒါဘာသာရေးနဲ့သက်ဆိုင်သောအဆောက်အအုံနောက်ပြီးတော့ကျမ်းမာရေးနဲ့သက်ဆိုင်သောအဆောက်အအုံနောက်ပြီးတော့စတင်ကြောင်းနဲ့သက်ဆိုင်သောအဆောက်အအုံတွေကျွန်တော်တို့စည်ရေးပြတ်မှတ်အဖြစ်လုံးဝကိုမတတ်မှတ်တဲ့နေရာဖြစ်ပါတယ် ဒါပေမဲ့ဒီကောင်တွေဘာကြောင့်လှုပ်လဲဆိုရင်အဲ့နေရာတွေကိုတမင်တက်တက်ရွယ်ချက်ရှိရှိနဲ့အဲ့နေရာတွေကိုကျဲတာဒီကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေကိုအော်ဘောတော့အထိတ်တလန့်နဲ့တွေးကွဲစီခြင်းတဲ့ဥစ္စာဒီကောင်တွေဒါတွေလှုပ်လို့ငါတို့ဒီလိုဖြစ်ရပါဆိုရင်အထင်မြင်မျိုးရောက်အောင်တခါလေကျရင်တွုံးပုတ်နေတယ်ဆိုတော့ကျွန်တော်တို့ဒါကိုပြက်ပြက်သားသားမြင်ဖို့လိုပါတယ်ဒါကြောင့်မလို့ပြုလုပ်သူဒီ စစ်ကောင်စီသာဖြစ်သည်ပြုလုပ်ခံရသူသည်အပြစ်မရှိသောသူတွေသာဖြစ်တယ်ဒါကိုကျွန်တော်တို့မြင်ရပါမယ်အဲ့ဒါကိုဘာမှမဆိုင်တဲ့သူတွေကိုမင်းတို့စောက်သုံးပြလို့မင်းတို့စောက်သုံးပြမင်းတို့အသုံးမချလို့မင်းတို့ဒီလိုမလုပ်သင့်ဘူးမင်းတို့ဒီလိုမလုပ်သင့်ဘူးလို့ပြောဆိုဝေဖန်နေတာဒီစစ်ကောင်စီဘက်ကနေအားပေးနေတာလို့တော့ကျွန်တော်ကထင်မြင်မိတယ်ဒါကြောင့်မလို့ဒီလိုပြောဆိုနေတဲ့သူတွေလည်းတေးချာချာလေးစဉ်းစားပြီးတော့ပြုလုပ်တဲ့သူကိုကျွန်တော်တို့ဥသာအပြစ်တင်ပါနောက်ပြီးကြရင် ဒီဘက်မှာအပ်ဘက်မှာဖြစ်ပွားနေတဲ့အဥ္စာတွေကိုငါတို့ဘလို့ဝိုင်းကူမလဲပြောဆိုဝေဖန်တာတော့ကောလူတိုင်းဝေဖန်တတ်တယ်လူတိုင်းပြောဆိုတတ်တယ်အပြစ်ဆိုတာလူတိုင်းရှာတတ်တယ်လူတိုင်းရှာတတ်တယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအပြစ်ဆိုတာလူတိုင်းရှာတတ်တယ်ကျွန်တော်လည်းရှာတတ်တယ်တနေ့ကို10ခုလောက်ကိုအပြစ်ကိုထိုင်ပြောနေလို့ရတယ်ဒါပေမဲ့အဲ့အပြစ်တွေကဘာကြောင့်ဖြစ်နေတာလဲသူတို့မှလေချောင်းကားဝေအန်ရယ်နဲ့ပတ်သက်ပြီးတော့အခုတချို့ရွာတွေမှာမိုက်တွေနဲ့ အော်နေတာကြီးကျွန်တော်တို့တွေ့ရဟုတ်ပြီအဲ့ဒါကိုငါတို့ကပုံမကောင်းတော့ဘယ်လိုလုပ်ပေးရမလဲဆိုတော့အမြင်ကိုအက်ဝေဘန်သူတွေကြတော့ဘာလို့မစဉ်းစားကြလဲငါတို့အဲ့နေရာကိုဘယ်လိုလေထောင်းအဲ့နေရာကာဝယ်လို့ရအောင်ဒါမှမဟုတ်စာတင်ကျောင်းတွေမှာဘုံကိုချင်းတွေအများကြီးပေါ်ပေါက်အောင်ငါတို့ဘယ်လိုလုပ်ပေးရမလဲဆိုတော့တိုက်တွန်းချက်စာကြတော့ရေးဘူးလားလို့ကျွန်တော်မေးခြင်းပြောဘူးလားလို့ကျွန်တော်မေးခြင်းလေချောင်းအဲ့နေရာကာဝယ်ရို့ထားလိုက် ့ MOD တို့ဘာလို့လေကြောင်းအန်နီယံနဲ့ပတ်သက်ပြီးတော့ဟဲ့လားမင်းတို့မလုံနိုင်ဘူးလားဟိုဘာညာဆိုပြီးတော့စောက်ပြစ်တင်တာကိုကျွန်တော်တိတ်မပြောသေးဘူးဘောလို့ဒါပေမဲ့အဲ့ဒီကြောင်းအန်နီယံကိုကာကွယ်ဖို့ဆိုရင်လက်နက်တည်ကျွန်တော်တို့အခုအချိန်မှာဝယ်ယူရရှိဖို့ကလည်းမလွယ်သေးဘူးအဲ့တော့ဒါကိုကာကွယ်ဖို့ဥစ္စာကကျွန်တော်တို့ဘုံကိုချင်းနေနောက်ပြီးတော့လေကြောင်းအန်နီယံသတိပေးနိုင်တဲ့အချက်လက်ဟိုဟာဘောလို့အဆက်အသွယ်တွေဒါတွေကိုကျွန်တော်တို့ပို့ပြီးတော့ပံ့ပိုးပေးရမှာဖြစ်ပါဒါပေမဲ့ ဟိုဘက်ကနေပြီးတော့စစ်တပ်ကတော့ပြောလို့မရဘူးဆိုပြီးတော့တချို့သူတွေပြောဟဲ့စစ်တပ်ကိုသွားပြောနေရဒူပဲစစ်တပ်ကတော့လုံပါပဲမင်းတို့ဒါအောင်မဖြစ်အောင်လုပ်နေဆိုတော့တချို့စကားတွေကလာသေးတယ်ပြောရမယ်ဆိုအပြစ်ရှာတဲ့စင်ကြီးတွေလို့ပဲကျွန်တော်ကတော့မြင်နေပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဟိုတော့ဒီလိုမျိုးပြုတ်လောက်ခံရသူမင်းအောင်လိုက်တို့နဲ့စစ်ခွေးတွေကိုမပြောဘဲနဲ့ကိုဘက်ကသူတွေကိုပဲထက်ခါထက်ခါလှိမ့်ပြောနေတဲ့သူတွေဒီဘာတွေလဲဘာတွေလဲဘာတွေလဲလို့ပဲထက်ခါထက်ခါကျွန်တော်ကတော့မေးခြင်းတယ်အဲ့တော့ ြုလုပ်ခံရသူကိုမြင်တယ်တွေ့တယ်သိတယ်ပြုလုပ်တဲ့သူကိုလည်းတွေ့တယ်မြင်တယ်သိတယ်ဘု து ကိုအပြစ်တင်ရမလဲဆိုတော့မစင်းသာတဲ့အမှန်တရားကိုမသိဘူးမမြင်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ခင်ဗျာအော်နင်တော်ပြောတာအမှန်ပါလေတော့တကယ်နင်နာဝါတာပြည်သူတွေပေါ်တာအဲ့ပြည်သူတွေနင်နာဝါရယ်ဒီလူတွေခံစားလိုက်ရတယ်ဆိုတော့ဒါကြီးနဲ့ပတ်သက်ပြီးတော့တို့ဘာများထပ်ပြီးကောင်းအောင်လုပ်ပေးရမလဲဆိုတော့အတွေးထက်အဲ့ဒါမတွေးပဲနဲ့ ဒါမျိုးမျိုးတို့နေလို့လောက်ခံရတာပါဆိုတဲ့ဟာမျိုးပြောတာကြီးကတော့တော်တော်လေးတော့ဟိုစောက်သေးပတ်ဖို့ကောင်းတယ်ပေါ့လားဆိုတော့ပြောလို့ဒီစစ်တပ်ကသူကနောက်တစ်ခုကဒီလိုမျိုးသူလီယောင်ဘုံကျဲတယ်ဆိုတာကလေဒီမြေကြီးမှာဒီကောင်တွေကစိတ်ကြောင်းထုတ်လို့မရတော့ဘူးသူတို့အနေထားလေတချို့ဒီဒီဒီဒေတာတွေဒေတာတွေသူတို့ရှိရှိတယ်ဒါကြောင့်လည်းသိရစစ်တပ်ကဘယ်လိုမှစိတ်ကြောင်းထုတ်လို့မရတဲ့နေရာတခုရှိတယ်အဲ့ဒီမှာဒီ PDF တွေကိုတိုင်ပဲသူတို့ကာကွယ်ရရအုပ်ချုပ်ရရတခါလေသူတို့လုံနေရဖို့ရှိတယ်သူကအဲ့လိုမျိုးနေရာဆိုဒီကောင်ကဘုံမှာဆွတ်ကျဲတာဘုံမှာဆွတ်ကျဲတာ ဟိုဘယ်လိုပြောရတော့ဒီမြေပြင်မှာရှိနေတဲ့ဒီ PDF တွေနဲ့အဲ့ဒီ data မှာနေထိုင်နေကြတဲ့ပြည်သူတွေကိုတွေးကြွေးသွားနေတဲ့ပုံစံမျိုးပါ။မျိုးတွေရှိလို့ငါတို့ဘုံကျဲခံရတာမျိုးတွေတာမရှိဘူးငါတို့ဘုံကျဲခံမှာမဟုတ်ဘူးဆိုတော့ဒါမျိုးတွေဖြစ်လာအောင်လို့ဒီကောင်လေးကအမေရိကန်ကိုလုံနေတာကိုဒါမြင်ရတယ်။အဲ့ဒါကအခုမှမဟုတ်ဘူး။ဟိုဆန္ဒစာရေးပြခဲ့တဲ့ချိန်ကငါတို့ကိုယ်တိုင်ကြုံခဲ့ရတာ။ ရဲစခန်းကိုငါတို့တက်ပြီးသိမ်းမယ်။နော်ဒီကောင်နေငါတို့ဝင်ရိုက်နေရဘူး။ငါတို့ပြန်ပြီးကျုံးမယ်ပါဆို။အာအဲ့ညာလူအမလုံးနဲ့လေးမလုံးမလုံးနဲ့လေးမလုံးလုံးလို့ရှိငါတို့ပဒနာရှိမှာပေါ့ဗျာ။ညာမင်းညာမင်းလည်းဆိုတော့သူတို့မျိုး။ဒါပေမဲ့အဲ့အဲ့လိုမျိုးသူတို့ပြောတဲ့အချိန်မှာငါတို့ကအရိုက်ခံနေရတာပေါ့။အင်း။ဟုတ်လား။ငါတို့ကအရိုက်ခံရတော့ဒုံးတဲ့သူငါတို့ဝင်ရိုက်ခံအကျုံးခံရတာ။ဟုတ်ပါငါတို့ကဒီရိုက်လို့ငါတို့ကဆန်းနာပြရတာဒီကောင်လေးဝင်ကျုံးတယ်ကျုံးတော့ငါတို့ပြန်ကျုံးမယ်ဆိုကြည့်ပါအာမလုံးနဲ့လေးမင်းတို့အဲ့လိုလုံးလိုက်လို့ရှိရင်ဒီကောင်လေးကငါတို့ပုံမဲပါဗောမင်းတို့တွေငါငါတို့ဦးနေဖြစ်မှာဗောသူတို့ဒါမျိုးတွေကြီးကွာဒလား ဆိုတော့ဒီလိုမျိုးအဲ့လိုဂျန်လေးတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒီအကောက်ကိုစစ်ကောင်စီကတောင်းငင်းတာငင်းပြီးတော့တောင်းတယ်မလေးကလုံနေတာဒါဒါဒါဝင်ပြည်သူတွေနေနဲ့ညည်းစေတင်တယ်တိစေတင်တယ်အဲ့တော့ဟိုစောက်ပြစ်ပြောမှဆိုလို့လို့ရှိရင်ကိုခံလိုက်ရလူတွေမပြောနဲ့ကွာအကူကဟိုလူမျိုးဆိုငါတို့အငယ်တွေကရန်ဖြစ်တယ်ပေါ့ကိုကထိုးလဲခံရသေးတယ်ပြင်နေပြင်ပြီးတော့ကိုကအိန္ဒိယကကိုကရိုက်လိုက်ခံရသေးတယ်ကိုဘာရောက်ထိုးခံရဆိုမမေဘူးတော့ဘသူကထိုးရဆိုမမေဘူးအဲ့အဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့ဒါဒီနေ့မှကျွန်တော်တို့ညကနေ့ကဒါဆွေးနွေးသွားတာဆွေးနွေးသွားတာကတော့လက်ရှိကျွန်တော်တို့ နိုင်ငံမှာဒါစစ်တပ်ကနေမှာဒီကြောင့်ဒီကြောင့်တိုက်ခတ်မှုကြောင့်ဒါတိုက်ဆုံသွားတဲ့ကျွန်တော်တို့ဒီဒီပရင်းဒေတာကတောင်းသူတွေဆရာမတွေနဲ့ပတ်သက်ပြီးတော့ဒါတောင်းညကိုညောတာဆွေးနွေးတာဖြစ်ပါတယ်ဆိုတော့ဒါထုံးစံအတိုင်းကျွန်တော်တို့အစီအစဉ်ရဲ့ဒါနောက်ဆုံးအနေနဲ့နှစ်ချောင်းအနေမှာဗာထပ်ပြီးတော့ပြောချင်ပါသေးလေအာဒီရပိုင်းတော့ကျွန်တော်နှစ်ရက်ပေါ့နော်ဒါဆိုဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်ဝေးတွေမှာလည်းပြောပြတယ်အဲ့တော့ကျွန်တော်ကလည်းအဲ့ဟိုမနေ့ကတော့ပြောထားတယ်ပေါ့နော်ဟုတ်အာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဟိုပြောတင်တာလေ ရှိတယ်။အာကျွန်တော်တို့ဝိုင်းကူတင်းတာလည်းရှိတယ်။အများကြီးပဲကျွန်တော်တို့လောက်ရမှာတွေကအများကြီးပဲ။ဒီလိုဖြစ်စဉ်တွေတစ်ဖြည်းဖြည်းများလာလို့မရဘူးနော်။ကျွန်တော်တို့တွေအာဟိုတေးကြတာတစ်ခုကတော့စစ်ခွေးရတော့စစ်ခွေးလို့ရုံမှာမှာပဲဖြစ်တယ်။အဲဒါကြောင့်မို့ရုံမှာတဲ့စစ်ခွေးကဘယ်သူလဲ။ဒီစစ်ခွေးကိုဘာလို့စိတ်ထဲမှာဘလို့မှတ်ထားရမလဲ။မှတ်ပါမုံးပါ။ကျွန်တော်ကတော့ပြုတ်နေပြောအမုံးတရားဖြတ်တယ်ပဲပြောဘာပြောစစ်ခွေးကိုတော့မုံးတင်တယ်မုံးကိုမုံးရမယ်။ဟုတ်လားဒါကြောင့်မို့ဒီနေရာကနေပြီးတော့ပြောချင်တာက အာဒီနေ့ဖြစ်စဉ်တွေကျွန်တော်ရင်ထဲမှာနောက်ထပ်စူးဝင်လာတဲ့ဟိုတော့စိုက်ဝင်လာတဲ့စူးတွေဖြစ်အာကျွန်တော်ရင်ထဲမှာရှိနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေနဲ့အစူးတွေကဟိုတော့နာကျင်စရာတွေကိုခွန်အားဖြင့်ပြောင်းပြီးတော့ကျွန်တော်တို့တွေဟိုတော့တော်လိုင်းရေးကိုမြန်မြန်ဆုံးတတ်နိုင်မှုကြိုးစားကြပါလို့ပဲပြောရင်းနဲ့ကျွန်တော်ညီကိုနေရာတော်ဝဲလေးစီပင်ကိုဒီလောက်နဲ့ပဲကျင်းသားချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။